ကျွန်တော်ဒီမှာ၄ရှင်းနဲ့ပေါ့နော်၄ရှင်းနဲ့လို့ဖြစ်တယ်၄ရှင်းနဲ့ကနေကျွန်တော်အပေါ်ကိုခုနှစ်ပင်ရေးလိုက်မယ်ပေါ့နော်၄ရှင်းနဲ့ကနေခုနှစ်ပင်ရေးလိုက်မယ်သူကနေခုနှစ်ပင်ရေးပြီးရင်နောက်တန်တန်ဆက်တနစ်မြောက်ကိုတွားလိုက်လို့ရှိရင်၃၄ခုဆိုတဲ့ကဏ္ဍတစ်ခွက်ရှိမှာပေါ့နော်၃၄ခုသူကနေကျွန်တော်တို့ဆက်တနစ်မြောက်တွားခုနှစ်ပင်အပေါ်ကိုခုနှစ်ပင်ရေးမယ်ရေးပြီးဆက်တနစ်မြောက်တွားလို့ရှိရင်ကျွန်တော်ဒီအကြိမ်ပေါ့နော်အခု6ကြိမ်ပေါ့နော်6ကြိမ်ဒီအကြိမ်အတွက်ကဏ္ဍတစ်ခွက်ကို ျွန်တော်ကြည့်မှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာလေးရှင်းနဲ့နော်လေးရှင်းနဲ့နှစ်ချားပင်ကြအကိုက်မှာ၃ညာ၄ခုလို့ရိုက်တယ်ဒီ၃ညာ၄ခုနဲ့နှစ်ချားပင်ကြအကိုက်ကျွန်တော်ဒီအချိန်မှာကနန်းပေါ့နော်အဲ့ဒါ၃ကတ်စီလေးလာကြည့်အောင်နော်ဟုတ်ပြီဒါဆိုကျွန်တော်ဒီလေးရှင်းနဲ့ဒီဘက်နဲ့မှာကျွန်တော်ဒီမှာ break တက်လို့ဖြစ်တယ်ပေါ့နော် break တက်ရှင်းကားရှင်းဆို break တက်သူဒီ break တက်ကနေကျွန်တော်၁၇နှစ်မြောက်ကိုရေးလိုက်လို့ရှင်လေဒီမှာ break တက် နော်ပရိတ်တဲ့သူကနေနောက်17နှစ်မြောက်ကိုရေးလိုက်လို့ရှိရင်လည်းကျွန်တော်ဒီမှာပရိတ်တဲ့နော်နော်ပရိတ်တဲ့ဒီနှစ်ခြားအကရိုက်တယ်ပေါ့နော်17နှစ်မြောက်ပရိတ်တဲ့နော်17နှစ်မြောက်ပရိတ်တဲ့ကျွန်တော်နှစ်ခြားအကိုက်တွေပရိတ်တဲ့ရိုက်တယ်ဟုတ်ပြီအဲ့ဒီပရိတ်တဲ့လို့ရိုက်ပြီးတာ ਨੇ အဲ့ဒီပရိတ်တဲ့ဆိုတဲ့ကဏ္ဍ58ဆိုတဲ့ကဏ္ဍဒီဒီနောက်ပိတ်ရှစ်ဒီရှစ်ခါလုံးပိုင်း ਨੇ နော်ရှစ်ခါလုံးပိုင်း ਨੇ ကျွန်တော်တို့အပြီးပေါက်မယ်ဘလို့အပြီးပေါက်မလဲကျွန်တော်သူ့ရဲ့နှစ်ဦးဒီ3-4နှစ် ရှစ်ခါလုံးမှန်တဲ့ဒီ၃လေးနှစ်ကိုအပြီးပေါက်မယ်ဆိုရင် तू ကနောက်နှစ်မှာဘာထွက်လဲ၄ရှစ်နှဲဆိုပြီးတော့ तू ကအပြီးပေါက်ထွက်သွားတယ်ဗောနောတကွက်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒုတိယကက်ကိုကြည့်မယ်ဗောနောဒုတိယကက်ကိုကြည့်မယ်ဒီမှာခွန်းတုံညာလေးခွန်းတုံညာလေးဒီပရိတ်တဒီပရိတ်တရဲ့နောက်ပိတ်ကဏ္ဍဒီ၄ဖြစ်တဲ့အတွက်၄ခါလုံးပိုင်၄ခါလုံးပိုင်နဲ့သူ့ရဲ့နှစ်ဥကဏ္ဍနဲ့အပြီးပေါက်မယ်နှစ်ဥကဏ္ဍဒီ၉တုံညာနဲ့ဖြစ်တဲ့အတွက်ဒီ၉တုံညာနှစ်နဲ့၄ခါလုံးပိုင်နဲ့အပြီးပေါက်တော့ကျွန်တော်တို့ဒီမှာ ၃ညာ၄ကိုဆိုတဲ့အဲဒါကဏ္ဍတစ်ခွက်ရရပေါ့နော်ဒါဆိုရင်ကျွန်တော်တွုံးကက်မြောက်သွားမယ်တွုံးကက်မြောက်မှာပရိတ်တဒီမှာနှစ်၃ညာ၉ဆိုတဲ့ပရိတ်တဒီနော်သူ့ရဲ့နောက်ပိတ်ဒီ၉ဖြစ်တဲ့အတွက်ကိုးခါလုံးပိုင်နဲ့သူ့ရဲ့နှစ်ဥက္ကဏ္ဍနဲ့အပြီးပေါက်မယ်ဆိုရင်ကျွန်တော်နှစ်ဥက္ကဏ္ဍဒီ၉ခွန်း၉ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကကိုးခါလုံးပိုင်နဲ့ဆိုရင်ကို၉ခွန်းခွန်း၉၉ဆိုတဲ့ကဏ္ဍနှစ်ခွက်ရှိမယ်ပေါ့နော် ကိုကိုခွင်ခွင်ကိုကိုဆိုတဲ့ကနန်းအာတော့ထိုးရမှာပေါ့နော်အဲ့တော့ဒါအပြီးပေါက်လေးပေါ့နော်အဲ့တော့ဒီကိုကိုခွင်ခွင်ကိုကိုကိုကျွန်တော်ကဘာလို့ပြောရလဲဆိုရင်နော်ဒီကိုကိုခွင်ခွင်ကိုကိုဒီကျွန်တော်စီကျော်ဖရင်ကြီးကဒီအချိန်မှာတအားအားကောင်းပါတယ်စီကျော်ဖရင်ကြီးရှိပါတယ်ကျွန်တော်ရဲ့အင်တာနက်ကဒါတိုက်ရိုက်လိုက်လွင့်မရတဲ့အတွက်ဒါဖရင်ကြီးကိုတော့ကျွန်တော်ချမပြတော့ဘူးနော်ဖရင်ကြီးချပြရင်ကျွန်တော်တနားကြီးကြော်လောက်ကြာသွားမယ်နော်အဲ့တော့ကျွန်တော်ဒီမှာဒီကိုကိုခွင်ဒီအချိန်မှာဖရင်ကြီး အားရတာရှိတဲ့အတွက်ကျွန်တော်ဒီကနန်းကိုလိုရင်းတို့ရှင်းတယ်ကျွန်တော်တို့အခုနော်ဒီနှစ်ပိတ်ကပရိတ်တက်နဲ့နော်နှစ်ပိတ်ကပရိတ်တက်ဖြစ်စင်တယ်ကျွန်တော်တို့နော်နောက်ပိတ်ကနန်းလုံးပိုင်းနဲ့နှစ်ဦးကနန်းနဲ့အပီးပေါက်ပေါ့နော်ကျွန်တော်နောက်ပိတ်၉လုံးပိုင်းနဲ့နော်နှစ်ဦးကနန်း၉ခွန်၉နဲ့အပီးပေါက်ဆိုရင်၉၉ခွန်ခွန်၉၉ဆိုတဲ့ကနန်းပေါ့နော်ဒါကိုအားထုတ်ရမှာပေါ့နော်အဲ့တော့၆ချိန်မှာကျွန်တော်တို့၉၉ခွန်ဆိုတဲ့ကနန်းတစ်ခွက်ရှိမှာပေါ့နော်နော်ဒါဖရင်စီကြောကြီး တအားအားကောင်းပါတယ်နော်ဒီအချိန်မှာဒါကြောင့်ကျွန်တော်ဖော်ပြပြခြင်းဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒုတိယတကက်ဒုတိယကဏ္ဍတစ်ခွက်နော်ဆက်ပြီးလေ့လာကြည့်အောင်ဆက်ပြီးလေ့လာကြည့်အောင်ဆိုတော့ကျွန်တော်ဟုတ်ပြီဒီမှာပရိတ်တနော်17နှစ်မြောက်ကိုသူပရိတ်တ17နှစ်မြောက်ကိုပရိတ်တနှစ်ခြားအကိုက်ပရိတ်တတွေ၃ခက်ရိုက်တယ်ဗောနော်အဲ့ဒီလိုပရိတ်တ၃ခက်ရိုက်ပြီးတော့သူနောက်နှစ်မှာသူထွက်တော့ထွက်တဲ့ကဏ္ဍကိုကြည့်မယ်ကျွန်တော်ဒီမှာ၄ရှစ်နှစ်ဗောနော် အဲလေးရှင်းနေတဲ့အချိန်ခိုက်မှာလဲကျွန်တော်တို့3649 3649နဲ့အချိန်ခိုက်မှာကျွန်တော်ဒီမှာအခုအဲရောက်ပြန်မှာထည့်ကစားမယ်ခဏเนาะဟုတ်ပြီဒီလေးရှင်းနဲ့ဒီလေးရှင်းနဲ့အပေါ်မှာကျွန်တော်ခွန်68ဆိုတဲ့ကီးရှိရပေါ့เนาะခွန်68ကိုကျွန်တော်တို့ဒီမှာသူကတလုံးပြန်ကြပေါ့เนาะတလုံးပြန်ကြဟုတ်ပြီကျွန်တော်ဒီမှာနောက်နေ့ပရိတ်တပရိတ်တเนาะ7နှစ်မြောက်ပရိတ်တဒီပရိတ်တရဲ့နောက်နေ့မှာလဲသူကဒီလေးရှင်းနဲ့အချိန်ခိုက်မှာ3649 ၃ညာ၄ခုကလည်းကျွန်တော်တို့အပေါ်မှာခွန်၄နှစ်ဆိုတော့ကဏ္ဍကတလုံးပြန်ကြပေါ့နော်တလုံးပြန်ကြဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ၃ကမြောက်ပရိတ်ကို၃ကမြောက်ပရိတ်တက်ပေါ့နော်ဒီပရိတ်တက်ပေါ့နော်သူအဲနောက်နှစ်မှာဒီကျွန်တော်ဒီ၃ညာ၄ခုနဲ့အချိန်ကဒီရောက်ပြန်မှာဆိုရင်လည်းကျွန်တော်တို့ဒီအပေါ်က၅၆၃ဆိုတော့ဒီကဏ္ဍကတလုံးပြန်ကြမှာပေါ့နော်တလုံးပြန်ကြမယ်အဲ့တော့ဘလို့ပြန်ကြဘလို့ယူမလဲဆိုတော့ကျွန်တော်တို့ကီးတလုံးယူမယ်ဆိုရင် ဟုတ်ပြီကျွန်တော်ဒီပရိတ်တက်ကနှစ်ဦး၃၄နှစ်เนาะเนาะ၃၄နှစ်နဲ့ကျွန်တော်တို့ဒီအောက်က၈နှစ်နဲ့ဆိုတဲ့ကီးနဲ့ကျွန်တော်တို့အပီးပေါက်မှာပေါ့เนาะအဲ့တော့၃၄နှစ်နဲ့၈နှစ်နဲ့ကီးနဲ့အပီးပေါက်တို့ကျွန်တော်တို့ကဒီမှာအဲဒီမှာ၄၄၈ှစ်နဲ့ဆိုပြီးတော့ထွက်ခဲ့တယ်ပေါ့เนาะဟုတ်ပြီဒီမှာကျွန်တော်ဒီမှာခုနပထမကကျွန်တော်တို့ယူခဲ့တာဒီထွက်ပြင်အပေါ်က86ဒီတလုံးပြန်ကြတယ်ရှစ် နော်အဲ့တော့ဒီမှာကျွန်တော်ဒီ3လေးနဲ့နှစ်ဥက္ကဏ3လေးနဲ့အောက်မှာလဲ8နှစ်နဲ့လို့ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဘုံဒူကီယူမယ်ဆိုရင်ဒီမှာ8နှစ်နဲ့ဒီမှာ968အဲ့တော့ဘုံဒူကီဒီ8ပေါ့နော်ဘုံဒူကီက8ဒီမှာဘုံဒူကီ8ဒီမှာ8အဲ့တော့ဘုံဒူကီ8ဒီကျွန်တော်တို့8ခါလုံးပိုင်းနဲ့ဒီ3လေးနှစ်ကိုအပြီးပေါက်မယ်ဆိုရင်4 8နှစ်နော်ဒါဆိုဒုတိယကက်ကြည့်ရင်ကျွန်တော်ရှင်းသွားမယ်ဟုတ်ပြီဒီမှာပြိတ္တနော် ပရိတ်တသူ့ရဲ့နှစ်ဦးဟာကိုးတုံညာနှစ်ကိုကျွန်တော်တို့ကီးတလုံးနဲ့အပီးပေါက်မယ်ကီးတလုံးနဲ့အပီးပေါက်မယ်ဆိုသူ့ရဲ့အောက်မှာတလေးကိုးဆိုတဲ့ကီးရှိမယ်ကျွန်တော်အခုထွက်ပင်နော်ထွက်ပင် အပေါ်မှာခွန်လေးနဲ့ဆိုတဲ့ကီးရှိမယ်အဲ့ဒီမှာတလေးကိုးနဲ့ဒီခွန်လေးနဲ့နဲ့မှာဘုံတူကီးသည်လေးဖြစ်တယ်ဘုံတူကီးလေးဖြစ်တဲ့အတွက် ကျွန်တော်တို့ကလေးခါလုံးပိုင်နဲ့နော်ဒီတုံကိုးတုံညာနှစ်ကိုအပီးပေါက်မယ်ဆိုရင်တုံညာလေးကိုးဆိုတဲ့ကဏ္ဍပေါ့နော်ဟုတ်ပြီနော် ဒါဆိုရင်ကျွန်တော်တို့ဒီမှာပရိတ်တ်နော်ပရိတ်တ်သူ့ရဲ့နှစ်ဦးဒီကျွန်တော်တို့ကိုးခွန်ကိုးဒီကိုးခွန်ကိုးကိုကျွန်တော်ကီးတလုံးနဲ့နော်ကီးတလုံးနဲ့အပြီးပေါက်မှာကီးတလုံးနဲ့အပြီးပေါက်မှာဆိုသူ့ရဲ့အောက်ကကီးဒီ363ကီးနောက်တစ်ခါအခုရောက်ပြန်ထွက်ပြန်အပေါ်မှာကီးဒီ963ကီးအဲ့တော့963ကြီးနဲ့ဒီ363ကြီးနဲ့เนาะကျွန်တော်တို့ဘုံတူကြီးဒီ6ဘုံတူကြီးဒီ6ဖြစ်တဲ့အတွက်6ခါလုံးပိုင်နဲ့เนาะဒီ9ခွန်9ကိုเนาะ 6ကီ6တလုံးနော်6တလုံးကီအဖြစ်နဲ့ကျွန်တော်တို့ကကိုခွန်ကိုကိုအပြီးပေါက်မယ်ဆိုရင်နော်ဘုံဒူကီက6ဖြစ်တဲ့အတွက်6လုံးပိုင်းနဲ့ကျွန်တော်ကိုခွန်ကိုအပြီးပေါက်မယ်ဆိုရင်6 6ခွန်းဆိုတဲ့ကဏန်းပေါ့နော်6 6ခွန်းဆိုတဲ့ကဏန်းရမယ်ပေါ့နော်6 6ခွန်းဆိုတဲ့ကဏန်းဟုတ်ပြီနော်အဲ့တော့ဒီအချိန်မှာကျွန်တော်တို့96ခွင်ရဲ့99ခွင်ရပေါ့နော်အာထိုးရမှာပေါ့နော်96ခွင်99ခွင်ကိုအာပေါ့နော်ဒီနှစ်ကွက်လုံးအာထိုးရမှာနော်ကျွန်တော် နော်ကိုးခါလည်းရှိတယ်6ခါလည်းဖြစ်နေတယ်ဒီလိုင်းမှာနော်ကိုးခါလည်းရတယ်6ခါလည်းရကိုးခါနဲ့ကကျွန်တော်ကိုးကိုးခွန်း6ခါနဲ့ကကိုး6ခွန်းနော်6ခါနဲ့ကကိုး6ခွန်းအဲ့ဒါဆိုရင်ကျွန်တော်ကပြန်တိုက်ဆိုင်ကြည့်မယ်ဆိုရင်ဒီမှာနော်ဒီမှာကျွန်တော်တို့ဒါဘုံတူကြီးရှင်းနေနော်ဘုံတူကြီးရှင်းနေသူကနှစ်ဦး၃လေးနဲ့အပြီးပေါက်တော့ကျွန်တော်၄ရှင်းနေဆိုတဲ့အဲပရိတ်က ပရိလေးပေါ့နော်ဒုတိယကက်မှာလဲကျွန်တော်တို့ဒီမှာဘုံအဲခွန်းလေးနဲ့ဆိုတဲ့ကီးနဲ့ကျွန်တော်တို့ဒီမှာတက်လေးကိုဆိုတဲ့ကီးဘုံဒူကီးက၄နဲ့ဘုံဒူကီး၄နဲ့ကိုးတုံညာနဲ့ကိုအပြီးပေါက်တော့ကျွန်တော်တို့ကတုံညာ၄ကိုဆိုတဲ့ပရိတ်၃ပေါ့နော်ဟုတ်ပြီဒီမှာကျွန်တော်တို့ပရိတ်၄အဲဒီမှာပရိတ်၃ပရိတ်၃ပြီးရင်ကျွန်တော်တို့ကပရိတ်၂နဲ့ကစားရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာအဲအခုဒီရောက်ပြန်အပေါ်မှာ963ကီးနဲ့ အဲဒီ6ခွန်ကိုအပီးပွားအောက်က363ကီးနဲ့ဆိုတော့ကျွန်တော်တို့နော်ဘုံတူကီးက6ဘုံတူကီး6ဖြစ်တဲ့အတွက်ဒီ6ခွန်ကိုအဲ့ဒီ6နဲ့အပီးပွားမယ်ဆိုရင်6 6ခွန်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့နော်အဲ6 6ခွန်6ခွန်6ခွန်ဆိုရင်ဗတိတ်ကကျွန်တော်တို့2ပရိနစ်ရရဲပရိနစ်ဖြစ်တယ်ဒါဆိုရင်ကြည့်ကြဒီမှာပရိတ်လေးနော်ပရိတ်လေးကျွန်တော်ဒီမှာပရိတ်၃ အဲဗရိနှစ်အဲဗရိနှစ်နော်ဗရိနှစ်ဆိုပြီးတော့ကျွန်တော်တို့ဗရိလဲကြိုက်တယ်နောက်တစ်ခါဒီဗရိတက၈လုံးပိုင်းနဲ့နော်ဗရိတက၈လုံးပိုင်းနဲ့နှိဥက္ကဏနဲ့လည်းအပြီးပေါက်ကလည်းဖြစ်တယ်နော်ငန္တာဒီဗရိတက်နဲ့နော်အဲ၄လုံးပိုင်းနဲ့ဒါနှိဥကနှိဥက္ကဏနဲ့ကိုတုံညာနဲ့လည်းအပြီးပေါက်တယ်ဒီမှာလည်းကျွန်တော်တို့ဒီမှာအဲဒီမှာလည်း၉လုံးပိုင်းအားရတယ်နော်၉လုံးပိုင်းဗရိတက် ဒီပဋိဋ္ဌိကိုလုံးပိုင်းနဲ့နှစ်ဥက္ကဏနဲ့အပြီးပေါက်မယ်ဆိုရင်ကျွန်တော်တို့ကကိုကိုခွန်းနဲ့နော်ကိုကိုခွန်းနဲ့ကို6ခွန်းဆိုရနှစ်ကွက်ပေါ့နော်ကိုကိုခွန်းနဲ့ကို6ခွန်းဆိုရနှစ်ကွက်ဒီမှာ7လုံးပိုင်းဒီမှာ4လုံးပိုင်းဒီမှာ9လုံးပိုင်းအဲ့တော့ကိုလုံးပိုင်းလဲကြိုက်တယ်ပေါ့နော်ကိုလုံးပိုင်းလဲပါတယ်ကို6ခွန်းနော်အဲ့တော့ကျွန်တော်တို့ကဒီမှာနှစ်ဥက္ကဏ3လင်းနဲ့နှစ်လုံးအထိလဲဒီမှာနှစ်လုံးအထိဖြစ်တယ် နော်နေဥကနာ၉၃ညာနဲ့နှလုံးအထိလဲဒီမှာ၃ညာလေးကိုနှလုံးအထိဖြစ်တယ်နေဥကနာ၉ခွန်၉နဲ့ကိုခွန်ကိုနှလုံးအထိနဲ့ကျွန်တော်တို့ကဒီမှာကို6ခွန်လဲနှလုံးထိတယ်ကိုကိုခွန်လဲနှလုံးထိတယ်နောက်တစ်ခါပရိတ်၄ပရိတ်၃ပရိတ်၂လဲကြိုက်တယ်ပေါ့နော်ကို6ခွန်ဆိုရင်ကျွန်တော်တို့ကနော်ဟုတ်ပြီဒီကိုကိုခွန်ကတော့လုံးဝကိုခါနဲ့အပြီးပေါက်ကနန်းပေါ့နော်ဒီကနန်းနှစ်ကွက်လုံးကလုံးဝအားကောင်းတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် ဒီ669လေးကိုတော့ဒီနားလေးမှာရှိနေရလေးကျွန်တော်ပြလိုက်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကြည့်အောင်ဒီမှာ867ဒီ867ဒီကျွန်တော်86နဲ့မြောက်ကလာတဲ့ကနန်းဘလို့နေရကနန်းလဲဆိုသူ့ရဲ့ဆောင်းမှာ3469 3469ပြန်ကြအဲ့ဒီပြန်ကြတဲ့အချိန်ခါမှာ3လေးလို့ရိုက်တယ်အဲ့ဒီ3လေးဒီနောက်နှစ်ကိုလိုက်ထွက်တယ်သူ့လိုက်ထွက်ပြီးသူ့ရဲ့အောက်မှာ9နဲ့6လို့ခန်းတယ် အဲ့ဒီ9နဲ့6နဲ့အချိန်ကြိုက်မှာ8 6တက်အဲ့ဒီ8 6တက်ဒီ8 6နဲ့မြောက်ကဒီဖတိန်ရဲ့ဆောင်းကတုံညာလေးကိုပြန်ကြရဆောင်း8 6တက်ကိုဒီမှာထည့်တယ်ဒါဆိုရင်ဒုတိယကက်ဒုတိယကက်ဆိုရင်ကျွန်တော်တို့ကဒီ9 6ခွင်ကိုဒီမှာထည့်မယ်ဘာလို့ထည့်မှာလဲပထမကက်အတိုင်းပဲသူ့ရဲ့ဆောင်းမှာနော်9 6ခွင်ဆောင်းမှာ6 4ခွင်6 4ခွင်ပြန်ကြရတယ်သူနဲ့အချိန်ကြိုက်မှာ4တက်ခွင်အဲ့ဒီ4တက်ခွင်နောက်နှစ်ကိုထွက်တော့ဒီမှာ4တက်ခွင်6 5နှစ်လို့ဖြစ်တယ် နော်ပထမကတ်မှာဒီ3လေးနဲ့9နဲ့ကိုထွက်တော့3လေးနဲ့9နဲ့6လို့ဖြစ်တယ်အခုဒုတိယကတ်မှာ6လေးခွနဲ့အကျင်က4တက်ခွ9နဲ့ကိုထွက်တော့လေ4တက်ခွ6 9နဲ့လို့ဖြစ်တယ်အဲ့ဒီ6 9နဲ့အကျင်ကမှာ6 6ခွကိုထည့်မယ်နော်ဘယ်ရလာတဲ့6 6ခွနဲ့6 6နဲ့မြောက်ကဒီဖရင်ရဲ့ဆောင်းက6 6ခွန်ဟုတ်ပြီနော်ဒီ6 6ခွန်ကိုဒီမှာထည့်ကစားမယ်ဟုတ်ပြီအဲ့ဒါဖြစ်နိုင်မယ်ဖြစ်နိုင်ဆိုတော့ကျွန်တော်ကြည့်မယ်ဒီဖရင်နော် ဒီပရင်ဒီပရင်အဆောင်ဒီ6 6တက်ကိုဒီမှာမထည့်ခင်မှာသူ့ရဲ့အပေါ်မှာ9 9ခွန်လို့ရိုက်ခဲ့သေးတယ်။အဲ့9 9ခွန်ကဘယ်ရလာလဲဆိုတော့ဒီပရင်ကနေဟိုးအချိန်ကိုက်မှာနော်အချိန်ကိုက်မှာ633 45နဲ့လို့ဖြစ်တယ်။အဲ633 45နဲ့9 9ခွန်ဒီ9 9ခွန်ကို အရင်ပို့ပြီးမှနော်အရင်ချပေးခဲ့ပြီးမှကျွန်တော်တို့ကနော်ဒီပရင်အဆောင်6 6ကိုဒီ9 6နဲ့အချိန်ကိုက်မှာထည့်တယ်။ဒါဆိုဒုတိယကက်မှာလဲကျွန်တော်တို့က ဒီမှာ6ခုဖြစ်နိုင်မှာဖြစ်နိုင်ဆိုရင်ကျွန်တော်တို့ဒီပြိန်နဲ့အချိန်ကိုက်မှာလဲကျွန်တော်တို့ကဒီမှာ633569နဲ့ပထမကက်လို့ပဲနော်633569နဲ့96ခွန်အရင်ပို့သလို96ခွန်လို့ဒီမှာအရင်ပို့ခဲ့သလိုကျွန်တော်ဒုတိယပြိန်မှာလဲဒီမှာ633 5နဲ့သူ့ရဲ့ပြင်3ခွန်ခွန်ကိုလဲတို့အရင်ပို့ခဲ့ပြီနော်3ခွန်ခွန်ကိုလဲဒီမှာပို့ခဲ့ပြီပြီဒါကြောင့်မလို့နော်ဒီမှာ9ခွန် ့9ခွန်ကိုပို့ပြီးတော့86တက်ကိုဒီပရင်အစော86တက်ထည့်ခဲ့တယ်လို့နော်ဒီ9နဲ့6နဲ့အချိန်ခန့်မှာထည့်ခဲ့တယ်လို့အခုလဲကျွန်တော်တို့ကဒီမှာ3ခွန်ခွန်ကိုပို့ခဲ့ပြီးဖြစ်တဲ့အတွက်ဒီ6 9နဲ့အချိန်ခန့်မှာ96ခွန်ထည့်မယ်အဲ့ဒီ96ခွန်ဒီလဲဒီပရင်ရဲ့ဇောင်းက96ခွန်ကိုကျွန်တော်ဒီ၄တက်ခွန်ပြန်ထွက်တဲ့6 9နဲ့ရဲ့ဇောင်းမှာ96ခွန်ဒီမှာ3လေးနဲ့လိုက်ထွက်တဲ့9နဲ့6နဲ့အချိန်ခန့်မှာနော်အဲ့ဒီ6နဲ့အချိန်ခန့်မှာ86တက်86တက်ဒီဒီပရင်ရဲ့ဇောင်းက86တက် အဲဒီမှာလေးချောက်ခွန်ပြန်ချအချိန်က၄တခွန်ထွက်တယ်၆၅နှစ်ခံထွက်တယ်၆၅နှစ်နဲ့အချိန်က၉၆ခွန်ဆိုတဲ့ကဏ္ဍဒီလေကျွန်တော်ဒီပြင်ရဆောင်၉၆ခွန်ဒါကြောင့်မို့ဒီအချိန်မှာ၉၆ခွန်ကိုလည်းကျွန်တော်တို့ကကောင်းကောင်းထည့်ကစားမယ်ပေါ့နော်ဟုတ်ကဲ့အဲတော့ကျွန်တော်တို့အဲ၁၇နှစ်မြောက်ကဗရိတ်၁၇နှစ်မြောက်ကဗရိတ်၁၇နှစ်မြောက်ကဗရိတ်နဲ့၃ကက်စီယူဆခြင်းနဲ့ ီမှာဖရင်စီကြောလေးတွေလည်းအားကောင်းနေတဲ့ကဏ္ဍနှစ်ကွက်ရှိနေတာဖြစ်တဲ့အတွက်နော်ဒီဒီကဏ္ဍနှစ်ကွက်ကိုဖော်ပြပေးလိုက်ပါတယ်ဗျနော်ကျွန်တော်တို့ပြီးရှိမှုနဲ့နော်သူကထွက်ပြေးမဲ့ line နဲ့နော်ကျွန်တော်တို့တိုက်ဆိုင်ရင်တော့နော်ကံပေးရင်တော့ပေါတိတိုးမှာပေါ့နော်ကလင်နာပေါ်မှာရှိရှိသမျှကဏ္ဍတွေဒီအကုန်လုံးကဖြစ်စဉ်တွေနဲ့ကြီးပဲရှိနေတာပါကျွန်တော်တို့တွေ့ရှိမှုနဲ့သူပေးတာနဲ့ကျွန်တော်တို့တိုက်ဆိုင်ရင်တော့ပြန်ပြီးရင်ပေါတိတိုးပါမယ်ဟုတ်ကဲ့အားလုံးပဲ ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။